ဆီးရီးယားတဲကန္တာရအလင်မှာရှီယောင်ယဉ်ကျေးမှုတမိုင်းဝင်ပါမိုင်ရာမြို့တည်ရှိပါတယ်။ရှီယောင်ဘီတုကလက်ရာညောင်များစွာကိုပိုင်ဆိုင်တဲ့ဒီပါမိုင်ရာမြို့ကို1980ပြည့်နှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်နည်းမြေ UNESCO World Heritage Site အဖြစ်စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်ပါမိုင်ရာမြို့ကရှာရှာပါပါရှီယောင်အမွေအနှစ်တွေကို IS အကြမ်းဖက်အဖွဲ့ကဒစိတ်တပိုင်းဖျက်ဆီးပစ်ခဲ့ပါတယ်။ရှေးဟောင်းယဉ်ကျေးမှုမျိုးတော်ရဲ့အစိပ်ပိုင်းတချို့ကိုတော့ကောင်းမွန်စွာထိမ့်သိမ်းထားနိုင်စေဖြစ်ပြီးတော့အဲ့ဒီအထင်မှပြန်ဆက်ယုံလဲပါဝင်ပါတယ်။ Syria သမရဟောင်း ဘက်ရှာအယ်အာဆတ်အစိုးရပြုတ်ကျပြီးတော့တနှစ်အကြာမှာတော့ပါမရာဒေသခံတွေကဒီရင်ကျေးမှုနယ်မြေကိုခရီးသွားတွေပြန်လာဖို့မျှော်လင့်နေကြပါတယ်။ချက်သမရနိုင်ငံကတကူတော်ခရီးသည်တအူးကသူခရီးစဉ်ကိုစီအားထက်သန်နေပြီးမြင့်14နှစ်ကြာစစ်ပွဲတွေကြောင့်ဆီးရီးယားနိုင်ငံဟာနက်နက်ရှိုင်းရှိုင်းထိခိုက်ပျက်စီးနေစေပါလို့မှတ်ချက်ပြုခဲ့ပါတယ်။ Here in Syria စီးရီးယားမှာကျွန်တော်လုံခြုံတယ်လို့ခံစားရပါတယ်ဒါပေမဲ့ကျွန်တော်ရောက်လာတာဒုတိယနေ့ပဲရှိသေးတယ်အံ့ဩစရာပါပဲလမ်းညွန်စာအုပ်တွေထဲမှာဖော်ပြထားတဲ့ဟိုတယ်အချို့ကိုကျွန်တော်ဖြတ်သွားခဲ့တာအားလုံးကပျက်စီးနေတာတွေ့ခဲ့ရပါတယ်လို့ပြောဆိုထားပါတယ်2012ခုနှစ်မှာစီးရီးယားပြည်တွင်းစစ်မဖြစ်ခင်ကရှေးအောင်တမိုင်းဝင်ရင်ကျင်းမှုပါမိုင်ရာမျိုးကိုနှစ်စဉ်ကဘာလေးခရီးသွားတသိန်း9000ကျော်လာရောက်လဲပတ်ခဲ့ကြပါတယ်ခင်ဗျာ